အပြစ်ကတ်ရေးစရေးအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကမ်းလှမ်းချက်ကိုသဘောတူကြောင်းအစ္စရေးကပြောကြားခဲ့ပြီးနော်အီရန်နဲ့အစ္စရေးတို့အနေဖြင့်၎င်းတို့၏ပြည်ပခါအတွက်နိုင်ငံရေးဆိုင်ရာဖြည့်ရှင်းနည်းကိုရှာဖွေရန်ဇွန်လ24ရက်တွင်တရုတ်နိုင်ငံကတိုက်တွန်းခဲ့ပါတယ်။သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့နိုင်ငံရေးဆိုင်ရာဖြည့်ရှင်းနည်းကိုအစိုးဆုံးရက်စွဲနဲ့ရှာဖွေဖို့တရုတ်ဘက်ကတောင်းဆိုပါတယ်လို့နိုင်ငံရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကြားခွန်ကပြောကြားခဲ့ပါတယ်။ အီရန်နဲ့အစ္စရေးတို့ရဲ့ပြစ်ခတ်ရစဲမှုတွေဇော်လာ24ရက်တွင်အသက်ဝင်ခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။တစ်ဖြစ်တဲ့စနေရမြောင်းလေးတွင်တက်ရောက်တဲ့အပြစ်ခတ်ရစဲရေးကိုနှစ်ဖက်စလုံးကမချိုးဖောက်ရန်ထရန့်ကတိုက်တွန်းခဲ့ပါတယ်။အီရန်နျူကလ িয়ার စီစဉ်များနဲ့ပက်ထင်းတုံးကြီးတို့၏တွိချင်းချောင်းမှုကိုလည်းရှင်းလိုက်ပြီဖြစ်ကြောင်းအစ္စရေးကပြောကြားခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုပြုခဲ့တဲ့အပြစ်ခတ်ရစဲရေးကိုမိမိတို့သဘောတူညီခဲ့တယ်လို့ ရဆွေးဆိုရကပြောကြားခဲ့ပါတယ်။အပြစ်ခတ်ရစဲရေးကိုအီရန်ချိုးဖောက်မယ်ဆိုတာကအင်အားပြည့်ဖြင့်တုတ်ပြန်လိမ့်မယ်လို့အစ္စရေးကသတိပေးခဲ့ပါတယ်။အပြစ်ခတ်ရစဲရေးသည်တိုက်နိုင်သမျှမြန်မြန်အောင်မြင်နိုင်တယ်လို့မျှော်လင့်ကြောင်းတရုတ်ကပြောကြားခဲ့ပါတယ်။